ယုံကြည်ခြင်းမရှိတာမဟုတ်ယုံကြည်ခြင်းရှိတယ်ဒါပေမဲ့အားနေသွားတဲ့အချိန်ရှိတယ်ဒီလိုအချိန်မှာဆိုလို့ရှိရင်ကိုယ်အနေနဲ့ပေါ့နော်အာငါအားနေတာပဲဆိုရင်မလစ်လူရှူမိသွားမယ်ဆိုလို့ရှိရင်အမွေတော်ဘူးလစ်လူရှူမိမယ်ဆိုလို့ရှိရင်ဘာဖြစ်တတ်လဲယုံကြည်ခြင်းလစ်လူရှူလို့မရအောင်ကျမ်းစာကကျွန်တော်တို့ကိုဘယ်လိုပြောထားလဲဆိုတော့ဒီမှာဟေဘရဲ7အပိုင်းငယ်6မှာယုံကြည်ခြင်းမရှိလေဘုရားသခင်စိတ်တော်နဲ့မတွေ့နိုင်ဆိုတော့ယုံကြည်ခြင်းကိုဒိုင်းလွားနဲ့ နိုင်နေဆိုတော့ဒိုင်လွားမရှိလေနော်ယုံကြည်ခြင်းဒိုင်လွားမပါဘူးဆိုရင်တော့ဖခင်ရဲ့စိတ်တော်နဲ့မတွေ့နိုင်အကြောင်းမူကားဖခင်သခင်အထံတော်သို့ချင်းကပ်တော်သူသည်ဖခင်သခင် ရှိတော်မူသည်ကို၎င်းကိုရောကိုရှာတော်သူအားအကျိုးပေးတော်မူသည်ကို၎င်းယုံကြည်ရမည်အာမင်အာမင်အာမင်အမြဲတမ်းဖခင်နဲ့တွေ့တဲ့အခါမှာတော့ဒီယုံကြည်ခြင်းရှိကိုရှိရမယ်မရှိလို့မရဘူးဘာကြောင့်လဲခုနကကျွန်တော်တို့ကိုရန်သူစာတန်းကအမြဲပြစ်နေတယ် အဲ့ဒီမီးဆက်လက်နဲ့ကို ပြစ်တဲ့ခါမှာတဲ့နော်ထူးဆန်းတဲ့အရာလေးတခုသူတို့လုပ်တဲ့အရာလေးတခုရှိရဲ။ဘာလဲဆိုတော့အဲ့ဒီဒိုင်းလွားကအများသောအားဖြင့်ကတစ်သားနဲ့ပါတယ်။နောက်ပြီးရင်သရေတစ်သားပုံမှာနောက်တဲ့ဥမာသုံးထပ်ပြားပုံမှာအမမငါးထပ်ပြားလိုမျိုးပုံမှာသရေတွေပတ်ထားတယ်။ပတ်ထားပြီးတော့အဲ့သရေကဘာကြောင့်သူတို့အဲ့လိုပတ်တာလဲဆိုတော့အဲ့သရေကိုသူတို့က ဒီလိုစစ်ပွဲတွေသွားတော့မယ်တကယ်ကိုမီးဆက်လက်နက်တွေကြုံရတော့မယ်ဆိုရေစိန်ထားတယ်။อืมရေစိန်ထားလိုက်တဲ့အခါမှာတဲ့ခုနမြားလာပစ်ပြီးတော့လာဆိုင်ရင်အိတ်မီးရလေမတောင်းနိုင်။ Wow ။ဘာပြောရဲချင်းလဲအတိတ်က။နှုတ်ကပတ်တော်ရေ။ Very good. နှုတ်ကပတ်တော်ရေနဲ့အမြဲတမ်းစိန်နေတဲ့သူကอืมတန်တရလာပစ်မယ်။อืมမယုံကြည်ခြင်းလာပစ်မယ်။မှုတာမြားလာပစ်မယ်။อืมကိုကို slender ဆိုရဲ။ သဘုတ်လေလွင်ပြောတဲ့အရာတွေလာပြစ်မယ်မဟုတ်မှန်ဆွဆွဲချက်တွေလာပြစ်မယ်ဒါပေမဲ့အဲ့လိုလာပြစ်ရင်တော့မဒုက္ခမရဘူးဒုက္ခမရဘူးခုခံနိုင်တယ်ခုခံနိုင်တယ်အာမင်မလဲကြသွားဘူးအထူးဖြင့်စုံစမ်းနောက်ဆက်ချင်းတွေလာမယ်ခုနပြောတဲ့စုံစမ်းနောက်ဆက်ချင်းတွေ နော်တိုက်ခိုက်တဲ့အရာတွေကိုကိုဖီစီးမဲ့အရာတွေကိုကိုဆွဲချမ်းမဲ့အရာတွေလာမယ်ဒါပေမဲ့ကိုကကိုရဲ့ဒိုင်းလွှာယုံကြည်ခြင်းတည်တော့ဒိုင်းလွှာကြီးကနှုတ်ပေါ်တော်ထဲမှာစိန်ထားတဲ့အခါမှာဒီရဲ့မြားတွေကကျမတို့ကိုဘယ်လိုမှမထိုးဖောက်နိုင်ဘူးအာမင်အာမင် ဆိုတော့ဟုတ်တယ်เนาะဒီမှာနှုတ်ပေါ်တော်မှာရေးထားတယ်ရှင်ယောဟန်အော်ရာစပထမစာအခန်းကြီး9ငယ်၄ကနေ9မှာဖျားသခင်ဤတားဖြစ်တော်သူမိတွေကလောကကိုအောင်တက်ဤတဲ့အာမင်ဖျားကကျမတို့ကိုအောင်မြင်ဖို့ရန်အတွက်ထားထားတာဖြစ်တယ်လောကကိုအောင်ခြင်းအကြောင်းမူကငါတို့၏ယုံကြည်ခြင်းပေသည်တဲ့ဆိုတော့လောကကိုအောင်မြင်တာကဘာကြောင့်လဲဖျားကိုယုံကြည်ခြင်းဖြစ်တယ်တဲ့နော်ယေရှုဒီဖျားသခင်ဤ တားတော်ဖြစ်ဒီကိုယုံကြည်တော်သူမှတပါအဘယ်သူဒီလောကကိုအောင်နိုင်သနည်းဟာလေလုယာဟာလေလုယာကြောင့်ဘုရားကဒင်းနေချင်းတို့ကိုအောင်မြင်ဖို့ရန်အတွက်ဒီလက်နက်တွေကိုပေးထားတာဖြစ်တဲ့ဒင်းနေချင်းတို့ကဒီရာကိုလက်လူရှူလို့မရဘူးအဲကျမတို့အားနေတော်လို့ဘီဆိုလို့ရှိရင် အားကြီးတဲ့ယုံကြည်သူတွေနဲ့ကျွန်တော်တို့ပေါင်းတင်သက်ဖို့အတွက်လိုအပ်တယ်ပြီးတဲ့အခါမှာအားနေသွားပြီပဲဆိုပြီးတော့မှကျွန်တော်တို့ကနော်ဒီစင်ချင်တွေပေးပြီးတော့မှကျွန်တော်တို့အနေနဲ့အာဒီဒိုင်းလာရေးကိုချထားဖို့မဟုတ်ဘူးကျွန်တော်တို့ကိုမပေးမဲ့သူကျွန်တော်တို့ကိုဆွဲခေါ်ပေးမဲ့သူကျွန်တော်တို့ကိုပြန်ပြီးတော့မှထူပေးမဲ့သူတွေနဲ့ကျွန်တော်တို့ဒီပေါင်းတင်ဖို့ရန်အတွက်ဆက်ဆက်နေဖို့ရန်အတွက်လိုအပ်တယ်အာမင်အာမင်